တိမ်မကြီးနဲ့ပြည့်ရဲ့နော် အကယ်မီထက်ရနိုင်မယ့်ရုပ်ရှင်တကားနဲ့ပရိသတ်တွေရှေ့ထက်ရောက်လာမယ်ဝင့်မုံရွှေကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီတဲ့နေ့ကိုဖော်ပြတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ page တွေကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်နာမည်ကျော်မင်းမီကျော်လေးတယောက်စာဝင့်မုံရွှေကြီးကတော့သူချရတဲ့ပရိသတ်တွေရှေ့မှာကိုရုပ်ရှင်ကားကြီးတကားနဲ့ပြန်လည်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်အားလုံးလည်းတည်ကြရတဲ့အတိုင်းဝေမွန်ရွှေကြီးကကြီးကျယ်တဲ့မင်္ဂလာပွဲလေးပြုလုပ်ကြပါပြီးအခြေအနေစာလို့အနုပညာအလုပ်တွေကိုရည်နာထားခဲ့တာပဲဖြစ်ပါတယ် ဒါကြောင့်လေပြိသက်တွေကသူ့ကိုလွမ်းနေခဲ့ကြပြီးတော့တိတ်မကြီးဆိုတဲ့ရုပ်ရှင်စကားကြီးနဲ့ပြိသက်တွေရှေ့ကမ်းပတ်လာတဲ့ချိန်မှာတော့ဝက်မွန်ရွှေကိုတနိုင်ငံလုံးကတောင်းတဖြတ်ဖြတ်ကိုအပိတ်ခဲ့ကြပါရယ်အဆိုပါတိတ်မကြီးစကားနဲ့အတူဝက်မွန်ရွှေကလည်းအကယ်မီရရှိသွားခဲ့ပါရယ်ဒီလိုမျိုးအကယ်မီရရှိပြီးတဲ့နောက်ပိုင်းမှာဒီနှစ်မှာလေနောက်ထပ်အကယ်မီစုကိုမျှော်မှန်းလို့ရနိုင်တဲ့စကားတကားနဲ့အတူပြည်သက်တွေရှိကိုထပ်မံရရှိလာဖို့အတွက်ရှိနေရဖြစ်ပါရယ် ဝမ်မွန်ရွှေရဲ့အင်တာဗျူတွေမှာလည်းခဏခဏပြောထားတာကိုတွေ့ရပါတယ်။ဒါကပါလဲဆိုရင်သူ့အနေနဲ့လမ်းအပ်တဲ့ဇာတ်ကားတိုင်းကိုလက်ခံရိုက်ကူတော့မှာမဟုတ်ပဲနဲ့ဇက်အိတ်ကမွန်နာရီပရိသတ်တွေအတွက်လည်းအကျိုးရှိမဲ့ဇာတ်မျိုးတွေကိုပဲဦးစားပေးရိုက်ကူတော့မှာဖြစ်တယ်ဆိုတာပါပဲ။ပေါ်တော်တော်ဇလန်တွေကိုမြွေးချေတော့တလို့စက်ကားတွေကိုလည်းပေါပေါပဲပဲရိုက်ကူတော့မှာမဟုတ်ဘူးလို့သိရပါဗျ။ တကားဆိုရင်တကားဆိုသလားပရိသတ်တရားလက်ခံမဲ့ဇလံမျိုးတွေကိုရိုက်ကွေးနေတဲ့ပရိသတ်တွေအကျိုးရှိအောင်ကျေးဇူးတုံ့ပြန်သားခြင်းနေရဖြစ်ပါရယ်ဒါကြောင့်မို့လို့အခုရိုက်ကူးမဲ့ဇက်ကားလည်းပရိသတ်တွေလုံအောင်အကြိုက်တွေ့စေမဲ့ဇက်ကားကောင်းလေးတကားဖြစ်နိုင်ပါရယ်ဟုတ်ပါရယ်အကယ်မီမီမီချော်လေးဝမွန်ရှိဟာမကြခင်မှာနောက်ဝင်တဲ့ဆိုရဲရုပ်ရှင်ဇက်ကားကြီးတကားရိုက်ကူးတော့မှာပဲဖြစ်ပါရယ်အစိုးရရုပ်ရှင်ဇာတ်ကားကြီးကိုဒရိုက်တာဝင်းလင်ထွက်ကရိုက်ကူးမှဖြစ်ပြီးတော့ဝက်မော်ရှိကိုနောက်ထပ်အကယ်မီစုတစုရရှိအောင်ထပ်မံပြီးတော့ဖန်တီးပေးသွားမယ်ပုံစံမျိုးမှရှိပါရယ် ဒီစကားမှာဝမ်မွန်ရွှေနဲ့အတူအခြားသရုပ်ဆောင်တွေအကျဉ်းနဲ့အလင်းရောင်နေထလီချာလီညီနနာဖူးစုံဆန်းဆန်းဝင်းတင်စာဝင်းပြည့်လွန်ချဲနဲ့စားတဲ့သရုပ်ဆောင်တွေပါဝင်ကြမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဇလန်ကတော့နာမည်ကြီးဝတ္ထုတပုတ်ကိုအခြေပြုရိုက်ကူးထားတာလို့လည်းသိရပါတယ်။ဝမ်မွန်ရွှေတမကပဲနဲ့ကျန်တဲ့သရုပ်ဆောင်တွေကလည်းအကယ်မီမှန်းလို့သိကောင်းတာကြောင့်အခုချိန်မှာရိုက်ကူးထားပြီးတော့နှစ်ကောင်ပိုင်းမှာရုံတင်ပြင်းရင်ဒီနှစ်လည်းသူမနဲ့ထပ်ပြီးတော့ဖြစ်အောင်မလားဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်သားရအောင်မှာပဲဖြစ်ပါရဲ့။ ကေကေကအနေထိုင်လေးအေးပြီးတော့ပြိသက်တည်းရဲ့ချစ်ချင်းမြတာကိုအပြေဝရထားတဲ့သူတူလေးဖြစ်ပါရီသူရိုက်တဲ့စကားတိုင်းကလည်းပေါက်ပြီးတော့အကောင်းဆုံးသရစာမင်းသမီးဖြစ်နေကုန်တင်းကြော်စောနေရဖြစ်ပါရီအခုလေးပဲနတ်သမီးနတ်ခတ်စရဲဇလန်ဒရဲလေးကိုရိုက်ကူးပြသနေရဖြစ်ပြီးတော့ပြိသက်တွေကလည်းအများကြီးအားပေးနေကြတာကိုတွေ့ရပါရီပြိသက်ကြီးတို့အနေနဲ့ရောဝတ်မှုရွှေရဲ့နတ်ဝင်သေးစရဲရုပ်ရှင်စကားကြီးကိုရောအားပေးကြအောင်လားဆိုတော့ဝင်ရောက်ဖြေဆိုပေးခဲ့ကြပါဦးနော် ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လေအနုပညာစေလီတင်အကြောင်းအရာမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသားမှာဖြစ်တဲ့ Dress Maria Page လေးကို Like and Follow လေးလုပ်ထားပေးခဲ့ကြပါဦးနော်ပရိသတ်ကြီးကနမေကျော်ဆယ်လီတရင်နေနဲ့မျက်ခြေမပြတ်ခြင်းဆိုရင်တော့အမြန်ဆုံး follow ထားဖို့အတွက်လိုအပ်ပါလိမ့်မယ်နော်အဆုံးထိနာဆင်ပြီလို့လည်းအားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်